အာဖရိကအရှေ့ဘက်ကကျွန်းနိုင်ငံတခုဖြစ်တဲ့မာဒဂတ်စကာမှာပါရင်ဖြစ်နေတယ်လေမာဒဂတ်စကာနိုင်ငံမှာဂျန်ဆက်လူငယ်တွေဦးဆောင်တဲ့ဇာနာပြပွဲတွေဖြစ်ပွားခဲ့ပြီးတလားကြော်ကြမှာတမရအန်ဒရီယာဂျိုလီနာ တိုင်းပြည်ကထွက်ပြေးသွားပြီလို့အတိုက်ခံခေါင်းဆောင်စစ်ဘက်သတင်းရင်းမြစ်နဲ့နိုင်ငံသားတန်တမန်တွေကိုကိုကာပြီးရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်မာဒဂတ်စကာအစိုးရဂျန်ဆက်လူငယ်တွေဦးဆောင်တဲ့လှုပ်ရှားမှုတွေကြောင့်တလားကြော်အတွင်းမှာပြုတ်ကျတဲ့ဒုတိယမြောက်အစိုးရဖြစ်ပါတယ် စတင်ပါလာအတွင်းကလည်းညီဘောအစိုးရပြုတ်ကြခဲ့ပါတယ်တမရရာဂျိုလီနာစသားတွေသူ့ဘက်ကမြက်တီတော့ပဲဆန္ဒပြသူတွေနဲ့ပူပေါင်းသွားတဲ့စတိစနေရက်နေ့ကလေးကနိုင်ငံတွင်းကထွက်ပြေးသွားတာလို့လွတ်တော်အတွင်းအတိုက်ခံအင်အားစုကိုဦးဆောင်တဲ့စစ်ကနေရန်ဒူယာနာဆိုလိုနီအာယာကအတည်ပြုခဲ့ပါတယ်ကျုပ်တို့တမရရုံဖွဲ့ကို ဖုံးကော်ကြည့်တဲ့အခါသူ့နိုင်ငံတွေကထွက်သွားပြီလို့သူတို့ဘက်ကအတည်ပြုပါတယ်လို့အတိုက်ခံကောင်းဆောင်ကဆိုပါတယ်တမရရုံကတော့မှတ်ချက်မပေးသေးပါဘူး ဆတုံးရက်နေ့ညနေပိုင်း Facebook ကနေလွှင့်ခဲ့တဲ့ main ကုန်းမှာတမ်မရရာဂျိုလီနာကသူ့အသက်ပြီးစိုးရင်ရလို့ဘေကင်းတဲ့နေရာရွှေပြောင်းခဲ့ရတယ်လို့အတည်ပြုပါတယ်။ဒါပေမဲ့ဘယ်နေရာလဲဆိုတာတော့မပြောသလိုမာရာကတ်စကာကိုအဖမ်းစီးခံမှာမဟုတ်ဘူးလို့ကြွေးကြော်ခဲ့ပါတယ်။ရာဂျိုလီနာဒီ main ကုန်းပြောပြီးမှလည်းရာလူကဆင်းပြေးဖို့ညှင်းဆန့်နေတယ်လို့တမ်မရရေးရသတင်းရင်းမြစ်ကရိုက်တာကိုအတည်ပြုထားပါတယ်။ ပြင်သစ်ကိုလိုနီယာအာဖရိကကျွန်းနိုင်ငံမာရာကတ်စကာရဲ့တမရဟာပြင်သစ်စစ်လေရင်စင်းနဲ့စနေရနေ့ကထွက်ပြေးသွားတာလို့စစ်ပတ်သတင်းရင်းမြစ်ကဒီပြုထားပါတယ်။သူကပြင်သစ်တမရအီမန်နူရယ်မတ်စကွန်နဲ့သဘောတူညီမှုယူထားတာလို့ပြင်သစ်ရေဒီယို RFI ကဖော်ပြထားပါတယ်။အစ်ချစ်မကာသာဆွေးနွေးပွဲတက်နေတဲ့မတ်စကွန်ကတော့ဒီသတင်းကိုချက်ချင်းအတိမပြုနိုင်ဘူးလို့ပြောခဲ့ပါတယ်။ မာဒါဂတ်စကာမှာရှင်ကဥပဒေရင်ယူတဲ့တရားဥပဒေစိုးမိုးမှုကိုထိန်းသိမ်းရမှာဖြစ်ပြီးလူငယ်တွေရဲ့မကျေနပ်ချက်တွေကိုနားလည်ပြီးမဲ့စစ်တပ်တွင်ဂိုင်းကန္တာတွေကဒီမကျေနပ်ချက်တွေကိုအမျက်ထုတ်တာမျိုးမဖြစ်ဖြစ်မဖြစ်သင့်ဘူးလို့လဲမတ်ခွန်ကမှတ်ချက်ပေးပါတယ်ဒီဆန္ဒပြပွဲတွေစတင်မလာ25ရက်ကတည်းကရင်းနှီးလျက်စစ်မှုပြတ်တောက်မှုတွေကိုအခြေခံပြီးစတင်ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အကျင့်ပြခြားစားမှုအုပ်ချုပ်မှုညံပြင်းတာနဲ့အခြေခံဝန်ဆောင်မှုတွေမရှိတာလိုမျိုးပိုကျက်ပြန့် ပိုကြံပြန်လည်းမကျေနပ်မှုတွေပေါ်အုံကြွမှုအဖြစ်အရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။သတ္တမကားရဲ့ဆိုရဆန္ဒပြပွဲတွေအတွင်းအနည်းဆုံးလူ22ယောက်သေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။လူဦးရေတန်း30လောက်နေထိုင်တဲ့မာဒါဂတ်စကာနိုင်ငံကနိုင်ငံလူဦးရေလေးလေးပုံသုံးပုံကဆင်းရဲနှောမမှုမြင်ရအောင်မှာနေထိုင်ကြရပြီးနိုင်ငံသားတွေရဲ့ပြင်းပြတထန်အသက်20အောက် ဖြစ်တာကြောင့်ကျန်ဆက်လူငယ်တွေရဲ့မကျေနပ်မှုကအထူးကြီးမားနေကြတာဖြစ်ပါတယ်။အာဖရိကအရှေ့ဘက်ကကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ မာလာကတ်စကာမှာအထူးစစ်ပတ်ဆိုင်ရာတပ်ဖွဲ့ကနိုင်ငံတော်အာဏာကိုထိန်းချုပ်လိုက်ပြီးတမရအန်ဒရီယာဂျူလီနာကိုရာဒူးကဖြုတ်ချလိုက်ပြီးဖြစ်ကြောင်းအော်တိုဘာလ14ရက်နေ့မှာကြီးညာလိုက်ပါတယ်။ရာဒူးကဖြုတ်ချခံလိုက်ရပြီးဖြစ်တဲ့တမရအန်ဒရီယာဂျူလီနာကတော့လုံညုံရတနေရာကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။မာလာကတ်စကာနိုင်ငံမှာသတင်းပပောင်များစွာဂျန်ဆက် မတက်ကတ်စကာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြမှုတွေအပြည့်အခုလိုဖြစ်စဉ်တွေဖြစ်ခဲ့တာပါမနေ့ကတမလအိမ်တော်ပြည်ပမှာအထူးတက်ဖွဲ့ကပ်ဆက်ရဲ့အကြီးအကဲဘိုးမူးကြီးမိုက်ကယ်ရန်ဒီနီရီနာကစစ်တပ်အခြေအနေနဲ့အစိုးရဖွဲ့စည်းပြီးနှစ်နှစ်အတွင်းရေကောက်ပွဲတွေကျင်းပပေးမယ်လို့ပြောကြားခဲ့ပါတယ်ရေကောက်ပွဲကော်မရှင်လိုမျိုးအဓိကကြားတဲ့အဖွဲ့အစည်းတွေကိုလည်းဆိုင်းငံ့ထားလိုက်ပါတယ်အခုပြောင်းလဲမှာဆန္ဒပြမှုတွေလှုပ်ဆောင်ခဲ့တဲ့ဂျန်ဆက်လူငယ်တွေလည်းပါဝင်စီမယ်လို့ဘိုးမူးကြီးကပြောထားပါတယ် မြို့တော်အန္တနာရီပိုမှာစစ်သားတွေနဲ့ဆန္ဒပြသူထောင်ပေါင်းများစွာအလံလီဝေရန်ကတမရရာဂျိုလီနာကိုဖြုတ်ချနိုင်ခဲ့တဲ့အပေါ်အောင်ပွဲခံနေကြပါတယ်။ကပ်ဆက်အထုတပ်ဖွဲ့ဟာမကမဒဂတ်စကာမှာအနာရှိဆုံးစစ်ပတ်ယူနစ်ဖြစ်ပါတယ်။ကပ်ဆက်အထုတပ်ဖွဲ့ဟာရာဂျိုလီနာ2009အနာရရှိစဉ်ကထောက်ခံခဲ့ပေမဲ့ပြီးခဲ့တဲ့စနေနေ့မှာတော့ဆန္ဒပြသူတွေနဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။မဒဂတ်စကာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်းဘုံမူကြီးရန်ဒရီယာနီ ရှင်နာကိုနိုင်ငံတော်ခေါင်းဆောင်အသစ်ဖြစ်သတ်မှတ်လိုက်ပါဒါပေမဲ့လည်းတမနာယုံရဲ့သတ်မှတ်ထုတ်ပြန်မှာတော့တမနာရာဂျိုလီနာဟာဆက်လက်တာဝန်ယူနေဆဲဖြစ်ကြောင်းနဲ့အခုဖြစ်ရက်ကိုအာနာတင်းရန်ကြိုးပမ်းမှုဖြစ်ချုပ်ချထားပါတယ်ရာလူကဖြုတ်ချခံရတဲ့တမနာရာဂျိုလီနာဘယ်မှာရှိတယ်ဆိုတာမသိရသေးပေမဲ့လည်းသူအနေနဲ့လုံခြုံတဲ့နေရာမှာရှိတယ်လို့ထုတ်ဖော်ပြောဆိုထားပြီးစစ်ပဆိုင်ရာဝန်ထမ်းတွေနဲ့နိုင်ငံရေးသမားတွေကသူ့ကိုလှုပ်ကြံမှုကြိုးပမ်းခဲ့တယ်လို့ဆွဆွဲထားပါတယ် ကစ္စပတ်အထုတပ်ဖွဲ့ကတော့ဒီဆွဆွဲမှုကသူတို့နဲ့မဆိုင်ကြောင်းညှင်းဆူလိုက်ပါတယ်တမနာကိုပြင်သစ်စစ်တပ်လေရင်နဲ့နိုင်ငံပြင်ပခေါ်ထုတ်သွားတယ်ဆိုတဲ့အတိမပြုနိုင်တဲ့သတင်းတွေလည်းထွက်ပေါ်လေပါတယ်အမေရိကန်နိုင်ငံသားဌာနကသက်ဆိုင်သူအားလုံးကိုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ငြိမ်းချမ်းတဲ့ဖြည့်ရှင်းနည်းကိုလိုက်နာကြဖို့အင်္ဂါနေ့ကတိုက်တွန်းခဲ့ပါတယ်မဒဂတ်စကာမှာနိုင်ငံအနှံ့ကာလရှည်ကြာဖြစ်နေတဲ့ရေနေမီပြက်လက်မှုပြဿနာတွေကြောင့်လူငယ်တွေဥဆောင်တဲ့စာရင်လှုပ်ရှားမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက နှစ်ပတ်ကျော်ကြာမှမငြိမ်မသက်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံမှာအလုပ်လက်မဲ့နှုတ်များပြားနေပြီးအကြမ်းလိုက်စားမှုတွေနဲ့ကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်ရာဂျိုလီနာဆိုရပေါ်မငြိမ်မနှက်မှုတွေကလည်းဆန္ဒပြမှုတွေကိုပုံပုံမြင့်တက်လာစေခဲ့ပါတယ်။ဆန္ဒပြမှုတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ထိတိုက်တွေ့ရမှာအနည်းဆုံးလူ22ဦးသေဆုံးပြီးတရားကြောတရားရရှိခဲ့တယ်လို့ကုလသမဂ္ဂကဖော်ပြထားပါတယ်။ဆိုရကတော့ဒီအီတွဲဟာကောလာဟာလာနဲ့တည်င်းမားတွေသာဖြစ်တယ်လို့ပယ်ချခဲ့ပါတယ် စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သောအင်းကဒီဂျီတူဖြစ်ခဲ့တဲ့တမရရာဂျိုလီနာကိုတစ်ချိန်ကတော့မတကတ်စကာအတွက်နိုင်ငံကိုအသိပြန်လဲလမ်းဆန်းစီမံခေါင်းဆောင်တူအနေနဲ့မြင်ခဲ့ကြတာဖြစ်ပါတယ်။သူဟာအသက်30လနှစ်မှာတမရဖြစ်လာခဲ့ပြီးအာဖရိကတိုက်ရဲ့အသက်ငယ်ဆုံးခေါင်းဆောင်ဖွဲ့ကိုရရှိခဲ့ကလင်းနေအုပ်ချုပ်ခဲ့ပြီး2018ခုနှစ်ရွေးကောက်ပွဲပြီးမှအာဏာပြန်ရခဲ့ပါတယ်။ဒါမှမဟုတ်သူဟာအတိမိတ်ဆွေတွေကိုမျက်နှာသာပေးမှုနဲ့အဂတိလိုက်စားမှုဆက်ဆက်ချက်တကြောင် လူကြိုက်များမှုမှာကြာစင်းခဲ့ရပါတယ်အခုအချိန်မှာသူ့လက်ထဲမှာအာဏာမရှိတော့ပေမဲ့အခြေအနေတွေကိုဆက်လက်လွှမ်းမိုးဖို့သူကကြိုးပမ်းနေဆဲဖြစ်ပါတယ်အင်္ဂါနေ့မှာလွတ်တော်အမတ်တွေကရာဂျိုလီနာကိုရာဒူးကဖယ်ရှားဖို့130မဲနဲ့ပြတ်သက်မဲပေးခဲ့ကြပါတယ်သူ့အိမ်မှာပါတီဝင်တွေကတော့သူ့ကိုရာဒူးကဖယ်ရှားရေးအတွက်အများစုကမဲပေးခဲ့ကြပါတယ်ရာဂျိုလီနာကတော့ဒါတရားဝင်မှုမရှိဘူးဆိုပြီးပယ်ချခဲ့တာဖြစ်ပါတယ်